မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်မှာပြည်ပကိုထွက်ခွာရန်ကြိုးစားနေတဲ့ပြည်သူများနဲ့လူငယ်များကိုစစ်ကောင်စီကတားဆီးငွေညှစ်ဒုက္ခပေးနေမှုများအပေါ်တံပြန်တဲ့အနေနဲ့မင်္ဂလာတုံလေတက်ကို မစ်ဆိုင်ဒုံးကျည်၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့ည7:40မိနစ်ဝန်းကျင်အချိန်မင်္ဂလာတုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်းစီရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့လေတပ်ဝင်အတွင်းတဲကိုအဆင့်မြင့်တင်ထားတဲ့မစ်ဆိုင်ဒုံးကျည်၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်းစီနဲ့လက်အောက်ခံများက ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအခြေပြုပြီးတော့တိုင်းရင်းသားပြည်သူလူထုကိုနှီးမျိုးစုံနဲ့ဒုက္ခပေးလျက်ရှိတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ဗတ်ပေါင်းစုံကနေဒုက္ခပေးနေမှုများကိုမခံနိုင်တဲ့အတွက်ပြည်ပကိုထွက်ခွာရန်ကြိုးစားလျက်ရှိတဲ့တိုင်းရင်းသားပြည်သူလူထုနဲ့လူငယ်များကိုနှီးမျိုးစုံနဲ့ငွေမြင့်ချင်း MAI နဲ့အခြားသောလေကြောင်းလိုင်းများကလက်မှတ်ကိုလေရင်ဆန့်နာထက်လက်မှတ်များကိုပုံမရောက်ထားပြီး လေစိတ်မှာပြိပကိုထွက်ခွက်မပေးဘဲနဲ့နီးမျိုးစုံနဲ့ညစ်ပတ်ပြီးအိမ်ပြန်ခိုင်းနေခြင်းများကိုစစ်ကောင်စီကတောက်လျှောက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ရန်ကုန်လေစိတ်မှာစစ်ကောင်စီနဲ့တောက်တိုင်စီဝါရေးသမားများပူးပေါင်းပြီးတော့နီးလန်းမျိုးစုံနဲ့ငွေကြေးများကိုလိန်လယ်လျက်ရှိတာကိုပြည်သူလူထုရဲ့တိုင်ကြားချက်များလက်ခံရရှိထားတဲ့အတွက်အခုလိုမျိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။လေစိတ်မှာလူငယ်တွေကိုပြိပကိုထွက်လို့မရအောင်တားဆီးတာ ပြည်ပထွက်ချင်းရင်ငွေ360 VIP service ဆိုပြီးတော့လှုပ်ရှားနေတာ MAI အပါဝင်လေချောင်းလိုင်းနေနဲ့ပေါင်းပြီးတော့ခရီးတဲ့100ဆက်နဲ့လေရင်မှာလက်မှတ်300လောက်ထုတ်ရောင်းထားပြီးတော့ကျန်တဲ့လူငယ်ခရီးတဲ့တွေကိုအိမ်ကိုလှည့်ပြန်ခိုင်းနေတာ လူငယ်တရားမှာ80လောက်ကိုလေစိတ်ကနေလှည့်ပြန်ခိုင်းနေတာအဲ့ဒါတွေအတွက်ကျွန်တော်တို့ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လို့ Shadow SAF အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ် Shadow SAF အဖွဲ့အနေနဲ့စစ်ကောင်စီနဲ့အားပေးထောက်ခံပံ့ပိုးနေတဲ့မြည်သည့်အဖွဲ့အစည်းကိုမဆိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းပြောဆိုထားပါတယ်မနေ့ညကမစ်ရှင်ကိုနာမည်တက်အကြောင်းပြပြီးတော့တီးတန့်အလူငွေကောက်ခံခြင်းမျိုးလုံးဝမရှိဘူးလို့လည်းပြောပါတယ်မိမိတို့ကိုယုံကြည်စွာနဲ့ကူညီပေးတယ်လူပုဂ္ဂိုလ်အဖွဲ့အစည်းများအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောဆိုထားပါတယ်ရန်ကုန်တိုင်းမင်္ဂလာရုံမြို့နယ်လေတပ်အနီးမှာနေထိုင်ကြတဲ့ ည်သူအများစုကလည်းမနေ့ည7:40မိနစ်ဝန်းကျင်အချိန်မှာအလွန်ကြေလောင်တဲ့ပောက်ကွဲတံကြီးတစ်ခုနဲ့နောက်ဆက်တွဲပောက်ကွဲတံတချို့တို့ကိုကြားခဲ့ရတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီနောက်မှာတော့စစ်တပ်နဲ့ရဲများကလမ်းတွေကိုပိတ်ဆို့ဆစ်ဆီးခြင်း၊အစီအမများဆစ်ဆီးခြင်းတွေကိုလုံဆောင်ခဲ့တာကိုတွေ့ခဲ့ရတယ်လို့အတီးပြုပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မက်ဂွေတိုင်းမြိုင်မြို့နယ်တွင်းမရွာကပြူစောတိများကင်းပတ်ထွက်လာတဲ့အချိန်စောင့်ကြိုပစ်ခတ်တိုက်ခတ်ရာပြူစောတိ၃ဦးသေဆုံးပြီးလက်နက်၃လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနက်9:00ခန်းအချိန်မှာမြိုင်မြို့နယ်တွင်းမရွာကပြူစောတိများကင်းပတ်ရန်ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကအတင်းစောင့်ကြိုပစ်ခတ်တိုက်ခတ်ရာပြူစောတိ၃ဦးသေဆုံးပြီး MCG အမျိုးအစားတနက်နှစ်လက် G3 အမျိုးအစားတနက်တစ်လက် 5.56G အတောင့်180 G3G အတောင့်80တို့ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်သူတို့ကအရင်ကတည်းကထွက်နေကြအဲ့ဒါကိုစောင့်ကြိုပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာမျက်မြင်ကတော့၃ဦးတည်တယ်ကျွန်တော်တို့ကဥအောင်ပြစ်တာ ပြန်ပြစ်တာကတော့နည်းနည်းတော့ရှိတယ်အင်အားကဘလောက်ထွက်လာလဲတော့အတိအကျမသိရဘူးလို့ A+ အညာမြေတပ်ပေါင်းစုတရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှိုင်းလေးကပြောဆိုထားပါတယ်အဲ့ဒီတိုက်ခတ်မှုကို A+ အညာမြေတပ်ပေါင်းစုဖြစ်တဲ့ MVP Revolution Force အလင်းတန်းပျောက်ကြားတပ်ဖွဲ့မြိုင် UAV Fighter မဟုရအလင်းတန်းပျောက်ကြားတပ်ဖွဲ့ Phoenix People Defense Force Scorpion People Defense Force ထေးအောင်ပျောက်ကြားတပ်ဖွဲ့နဲ့ Germany Drone တပ်ဖွဲ့တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်မြန်မာနယ်စပ်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာဒီမိုကရေစီနဲ့လူမျိုးစုအရေးကိုရုပ်ပြပြီးတော့စစ်ဘီရင်ဝါဒကိုအသက်သွင်းသူများမူရဲဆေးဝါမှောင်ခိုနဲ့တရားမဝင်လုပ်ငန်းများလှုပ်ဆောင်သူများဖြစ်တဲ့အတွက်ကြားသေးကိုအသက်ပြန်မသွင်းရန်မင်းအွန်လိုင်းကတရုတ်ကိုပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကတရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်လုပ်ငန်းရှင်များနဲ့တွေ့ဆုံတဲ့အချိန်မှာအကြမ်းဖက်မင်းအောင်လှိုင်ကအခုလိုမျိုးပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါတယ်တရုတ်မြန်မာနယ်စပ်မှာလက်နက်ကိုင်များကငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့နိုင်ငံရေးအရာတွေ့ဆုံဆွေးနွေးရန်ဖိတ်ခေါ်မှုများကိုမျက်ကွယ်ပြုပြီးတော့နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပြတ်ပြားအောင်ရည်ရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်တရုတ်နိုင်ငံကမြန်မာနိုင်ငံအပေါ်အထင်မြင်လွဲမှားအောင်လို့နှီးမျိုးစုံနဲ့ပြုလုပ်ပြီးနိုင်ငံရေးအရာစီရေးအရာအမျက်ထွက်အောင်ဆောင်ရွက်ခဲ့ကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်နယ်စပ်ဒေသများကလက်နက်ကိုင်များဟာယခင်အတိတ်ကာလကမူရစေဝါလုပ်ငန်းများမှောင် ခုလုပ်ငန်းများနဲ့တရားမဝင်လုပ်ငန်းများလှုပ်ဆောင်ပြီးတော့စစ်ဗီယံဝါဒကိုအသက်သွင်းခဲ့သူများဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ယခုအချိန်မှာလည်းဒီမိုကရေစီအရေးလူမျိုးစုအရေးစတဲ့အရေးများကိုရုပ်ပြအဖြစ်အသုံးပြုပြီးတော့စစ်ဗီယံဝါဒကိုပြန်လည်အသက်သွင်းနေတာကိုမြင်တွေ့ရကြောင်းပြောဆိုထားပါတယ်။ကြားတဲ့ကိုအသက်ပြန်မသွင်းကြဖို့ပြောလိုကြောင်း အကြက်ဖက်မင်းအောင်လိုင်ကပြောဆိုသွားပါတယ်လက်ရှိမှာမင်းအောင်လိုင်ကရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင်တနိုင်ငံလုံးမှာစစ်ကောင်စီကလက်လွတ်ထားရတဲ့နေမြေများကိုပြန်လည်ရရှိရေးအတွက်ရန်တိုင်းမင်းစစ်စင်ရေးကိုစက်တင်ဘာလ1ရက်ကနေစတင်ပြီးတော့အကောင့်ထည့်ဖို့ကလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ဆိုးသလိုလှုပ်ဆောင်ခြင်းလေရင်နဲ့ဘုံကျဲခြင်းများကိုတောက်လျှောက်ဆိုးသလိုလှုပ်ဆောင်ပြီးတော့ပြည်သူများကိုရက်ဆက်စွာတပ်ဖြတ်ခြင်းများကိုနေ့စဉ်လှုပ်ဆောင်ရရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့စစ်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်က10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ4ရက်နေ့မနက်9:00နာရီကမှချောင်းဦးမြို့နယ်မြားပလဲအကြမ်းဖက်စစ်တပ်ဂိတ်ကနေထွက်လာတဲ့စစ်ကြောင်းဟာလမ်းသွားလမ်းလာပြည်သူများကိုမိုင်းရှင်းလေးရေးလုံဆောင်ခိုင်းခဲ့တဲ့အတွက်ကြောင့် ထောက်ခွဲမှုမပြုလုပ်နိုင်ပဲကြံရှိနေတဲ့မိုင်းပွိုင်များအယောက်မှာစောက်ဆိုင်ပြီးတော့စစ်ကြောင်းကိုမိုင်းဆွဲတက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးတိမ်ဆုံသွားတယ်လို့သိရပါဗျ။မိုင်းဆွဲတက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့လိုက်လံပစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ၁ရက်နေ့ကလည်း၆ဦးမြို့နယ်တန်လွင်မြန်မာစီဆိုင်မှာပတ်စံကောက်နေတဲ့စစ်သားများကိုအနီးကဝေယောပြစ်ခတ်တိုက်ခတ်ရာစစ်သား6ဦးသေဆုံးပြီးတော့တအူးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကို People Defense Force South Mong Yua Youth Rigor Revolution Force နဲ့ Shining Star Local Defense Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘရန်လမ်းပိုင်းကိုလုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်စခန်းနှစ်ခုကိုတော်လဲတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်က10ဦးခန့်သေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ9ရက်နေ့မနက်7:00မိနစ်အချိန်မှာမကွေးတိုင်းငဖဲမြို့နယ်ဂုတ်ကြီးကျေးရွာထိပ်ဘုံဘိုးလမ်းစုံနယ်မိုင်းတိုင်17တို့မှာရှိတဲ့အမ်ဘရန်လမ်းပိုင်းကိုလုံခြုံရေးယူထားတဲ့စစ်ကောင်စီရဲ့ကင်းစခန်းနှစ်ခုကို တော်လိုင်းပူပေါက်တပ်များဖြစ်တဲ့ PRA မကွေးအရှိုချဲကာကွယ်ရေးတပ် ACDF နဲ့မင်းဘူးခရိုင်အမတ်နယ်တိုက်ရင်တို့ကပူးပေါင်းပြီးတော့ဗပြိုင်နယ်ထဲစီးနေတိုက်ခတ်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှု나ယီဝက်ခတ်ကြာမြင့်ခဲ့ပြီးတော့စစ်တပ်ဘက်ကစစ်ကူများရောက်ရှိလာပြီးနှစ်ဖက်ပိတ်ဆို့ညှက်ပစ်ခတ်ခြင်း နဲ့ရီကလီချောင်းရံကာကွယ်ရေးစခန်းကလက်နက်ကြီးဟောဝေစာများနဲ့ဇက်တိုက်ပစ်ခတ်လာခြင်းတို့ကြောင့်အပိသက်ရှင်နေရေးမလုဆောင်နိုင်တော့ဘဲတော်လိုင်းတပ်ဖွဲ့များဆုတ်ခွာလာရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးသေဆုံးပြီးဒဏ်ရာရရှိသူများကိုလည်းနဲ့ရီကလမ်းဟောင်းအတိုင်းကားဆိုင်ကယ်များနဲ့တဲထုတ်သွားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ပေါင်းစုများအနေနဲ့ ARD မြေအနောက်ဘက်ချမ်းဒေသများထိန်းချုပ်စုံမိုးနိုင်ရေးအတွက်စီရေးရီမန်းချက်အဖြစ်နဲ့ဆောင်ရွက်နေပြီးအမ်ဘရန်လမ်းပိုင်းကိုထိန်းချုပ်နိုင်ရေးကစီရေးရီမန်းချက်ရဲ့ရှေ့ပြေးလှုပ်ရှားမှုများလည်းဖြစ်တယ်လို့သိရပါတယ်။ဒေသတည်တည်မှရှိတဲ့ စစ်နယ်ဝန်တိုးချဲ့လာမှုနဲ့အတူတညီတညွတ်ထဲစုပေါင်းပြီးတော့အကောင့်ထဲပေါ်သွားမယ်လို့ PIA မကွေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာစစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့မနက်7:00နာရီကမှရန်ကုန်မန္တလေးလမ်းဟောင်းကနေမန္တလေးဘက်ကိုထွက်လာတဲ့စစ်ရင်တန်းကို WTRF အဖွဲ့ကတော်လှန်တပ်ဖွဲ့များကညောင်ပင်လက်ချေးရွာအနီးမှာမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကားဟာလမ်းဘေးကိုထိုးရက်သွားပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။ဒီနေ့မနက်ပိုင်းကရန်ကုန်မန္တလေးလမ်းဟောင်းအတိုင်းဝမ်းတွဲကနေမန္တလေးကိုထွက်လာတဲ့စစ်ရင်တန်းရဲ့နောက်ဆုံးကားတစ်စီးကိုညောင်ပင်လှကြီးရွာအနီးအရောက်မှာပရိသတ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ ဘိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာကားကထိုးရက်သွားတယ်။စစ်ခွေးတိတ်ဆုံးမှုကိုတော့ဆက်လက်စုံစမ်းနေပါတယ်လို့ One Twin Township Revolution Force WDRF အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမိုင်းဆွဲမှုဖြစ်ပွားတဲ့အနီးနားကိုတောင်းနှင်းရှာဖွေမှုများလှုပ်ဆောင်ခဲ့ပြီးတော့အဲ့ဒီလမ်းပိုင်းကိုအုံပြုသွားလာနေတဲ့ပြည်သူများအနေနဲ့အထူးဂရုစိုက်သွားလာကြရန် One Twin Township Revolution Force WDRF ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်။ဒါအပြင်မန္တလေးတိုင်းနထိုးကြီးမြို့မှာ ပိုက်လိုင်းဆောင်စစ်သားများကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်ကနှစ်ဦးတိုက်ဆုံခဲ့ကြောင်းနထိုးကြီး Regional Defense Force NRDF မြင်းကြံခရိုင်အမှတ်ရှိတိုင်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။နိုဝင်ဘာလ3ရက်နေ့နေ့လယ်7:00နာရီကမှနထိုးကြီးမြို့မှာရှိတဲ့ပြည်သူပိုင်နေအိမ်များမှာတပ်ဆွဲနေတဲ့ပိုက်လိုင်းဆောင်စစ်သားများကိုမြင်းကြံခရိုင်အမှတ်ရှိတိုင်ရင် NRDF နဲ့ drone တပ်ဖွဲ့က ဘုံဒီလေးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၈တပ်ရင်းနဲ့အတူမြင်းကြံခရိုင်ပကဖားနထိုးကြီးမြို့နယ်ပကဖားတို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးတရေနိုင်ငံရေးတရေများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ you <laughs>